ယူကရိန်းသမ္မတဇယ်လန်စကီနဲ့ဒေါ်နယ်ထရန့်တို့ရဲ့သမ္မတရုံးမှာလုပ်တဲ့အစည်းအဝေးဟာတကယ်တော့ယူကရိန်းကိုအမေရိကန်ရဲ့ပံ့ပိုးမှုတွေပြန်လည်အတည်ပြုဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစားအော်ဟစ်ညှဉ်းပန်းမှုတွေနဲ့ပေါက်ကွဲသွားခဲ့ပါတယ်။ပြီးတော့ဇယ်လန်စကီဟာလက်ဗလာနဲ့ပြန်ထွက်လာခဲ့ရပါတယ်။ငြိမ်းချမ်းရေးသဘောတူညီချက်လည်းမရ၊လုံခြုံရေးအာမခံချက်လည်းမရခဲ့ပါဘူး။နိုင်ပိုင်းကြမှာထရန့်ကအမေရိကန်စစ်ရေးကူညီတွေရပ်တန့်လိုက်ပြီးယူကရိန်းကိုအကာအကွယ်မဲ့အလို့တကြီးဖြစ်စေခဲ့ပါတယ်။နောက်ဆက်တွဲအကျိုးဆက်ကပါလဲ။ ဗလာဒီမာပူတင်အတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုပါတချက်တည်းနဲ့ထရန့်ကအမေရိကန်ရဲ့၃နှစ်စာထောက်ခံမှုကိုဖျက်ဆီးလိုက်ပြီးနေတိုးကိုလည်းအားနေစေသလိုယူကရိန်းကိုရုရှားရဲ့စီးမင်းစည်းကမ်းတွေအောက်မှာသဘောတူညီချက်ရယူဖို့တွန်းပို့ခဲ့ပါတယ်။ဒါပေမဲ့တကယ်အဓိကအချက်ကတီးထက်ပိုဆိုးတဲ့အရာတစ်ခုပါဘာလို့လဲဆိုတော့အဲ့ဒီရှုပ်ထွေးမှုတွေရဲ့နောက်မှာရက်ဆက်ကြမ်းကြုတ်တဲ့အစီအစဉ်တစ်ခုရှိနေလို့ပါအဲ့ဒီအစီအစဉ်က Trump, Putin နဲ့ Bilena အချို့ကိုအကျိုးအမြတ်ရစေတာပဲဖြစ်ပါတယ်တကယ်ပါရီဖြစ်ခဲ့တာလဲ ။ဘာလို့ဒါဟာလူတိုင်းထင်တာတထက်ပိုအန္တရာယ်များလဲဆိုတာကိုကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ရအောင်။ Trump ရဲ့စကားကြောင့်ဖြစ်လာတဲ့တိုးတက်မှုတွေ၊ကျွမ်းကျင်သူအများအပြားက Trump ဟာပူတင်ရဲ့နိုင်ငံချဲ့ထွင်ရေးမူဝါဒတွေကိုထောက်ခံပြီးဥရောပတစ်ခွင်လုံးမှာနိုင်ငံတကာလုံခြုံရေးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ NATO နဲ့ American ကြားဆယ်စုနှစ်များစွာကြာတဲ့မဟာမိတ်ဆက်ဆံရေးအပေါ်မကျေနပ်တာတွေကိုပုံချနေတယ်လို့ဆိုပါရယ်။အမှန်ကယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းက NATO နဲ့ Trump ရဲ့သဘောထားကွဲလွဲမှုတွေစတင်နေတာဖြစ်ပါရယ်။ Trump ရဲ့ပထမသက်တမ်းမှာ ူရောပကာဝယ်ရေးရံပုံဝင်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာတခြားနေတို့အဖွဲ့ဝင်တွေကသူတို့ရဲ့တာဝန်ကိုခြေပုံအောင်မထမ်းဆောင်ကြဘူးလို့သူကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ Trump ရဲ့ဆွဆွဲချက်အများစုဟာမမှန်ကြောင်းတက်တည်ပြခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီတိုးတက်မှုတွေဟာလည်းသူ့ရဲ့ဒုတိယတက်တန်းမှာသူ့ကိုခြေနဲ့စေဖို့လုံလောက်ပုံမပေါ်ခဲ့ပါဘူး။ကာဝယ်ရေးစရိတ်ထဲဝင်မှုနဲ့ပတ်သက်လို့နေတို့အဖွဲ့ဝင်အများစုဟာသူတို့ GDP ရဲ့တက်မှတ်နှစ်ရာခိုင်နှုန်းထက်ပိုပြီးထဲဝင်လာခဲ့ပါတယ်။ တိတာထင်ရှားတဲ့ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့တဲ့အရေးပါဆုံးအဖွဲ့ဝင်တွေထဲမှာဂျာမနီလည်းပါဝင်ပြီး2014ခုနှစ်မှာသူတို့ GDP ရဲ့1.1%ခန့်လုံးသာရှိတဲ့စံချိန်တင်အနေအဆုံးနေတိုးထက်ဝင်မှုကနေ2024ခုနှစ်မှာ1.1%ခန့်လုံးအထိတိုးမြှင့်ခဲ့ပါတယ်။ဒါအပြင်မက်ရှလာအစောပိုင်းမှာဂျာမနီနိုင်ငံရဲ့အထူးနိုင်ငံရေးပါတီတွေကဒေါ်လာ936ဘီလီယံခန့်တန်ဖိုးရှိတဲ့စစ်ပတ်ဆိုင်ရာအပြောင်းအလဲတွေကိုအဆိုပြုခဲ့ပါတယ်။ဒါဟာ2024ခုနှစ်အတွက်ခံမှန်းထားတဲ့ နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်ထက်ခုနစခန့်ပိုများနေပါတယ်။နောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကပိုလန်နိုင်ငံကနေလာခဲ့ပါတယ်။ပိုလန်နိုင်ငံရဲ့ NATO ကာကွယ်ရေးဘတ်ဂျက်ထည့်ဝင်မှုဟာသူတို့ GDP ရဲ့၄.၁ရာခိုင်နှုန်းကျော်အထိရောက်ရှိခဲ့ပြီးအမေရိကန်နိုင်ငံရဲ့စစ်ဘက်အသုံးစရိတ်ထက်တောင်ကျော်လွန်သွားခဲ့ပါတယ်။ဒါဟာတင့်ကားထောင်ပေါင်းများစွာတန်ချက်ကာရင်တွေအမြောက်နဲ့လက်တွေနဲ့လေရင်သစ်၁၅၀ကျော်ကိုအလင်းအမြန်ဝယ်ယူခြင်းနဲ့အတူအမှုတန်းရေအတွက်ကိုနှစ်ဆတိုးပြီးတပ်သား၃သိန်းရှိတဲ့အမြဲတမ်းတပ်တစ်ခုရရှိဖို့အစီအစဉ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုဆိုရင်ထိတ်တန်းစစ်တပ်25ခုမှပါဝင်လာမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အဖွဲ့ဝင်32နိုင်ငံမှာ23နိုင်ငံကအကြံပြုထားတဲ့ဘတ်ဂျက်ကိုပြည့်မီနေပေမဲ့လည်းထရမ့်ကကာဝေးရေးအတွက်အများဆုံးထည့်ဝင်တဲ့နိုင်ငံတွေကိုဦးစားပေးဖို့အတွက်အပြန်အလှန်ကာဝေးရေးသဘောတူညီချက်ကိုပြန်လည်စဉ်းစားနေကြောင်းဂုဏ်ယူစွာကြေညာခဲ့ပါတယ်။ပြီးတော့ထရမ့်ကအကယ်၍အမေရိကန်သာတိုက်ခိုက်ခံရရင်နေတိုးကအကူအညီပေးနိုင်ပါမလားဆိုတာနဲ့ပတ်သက်လို့တန်တရားရှိကြောင်းပြောကြားလာတဲ့အထိပါပဲ။ဒါပေမဲ့တမိုင်းကြောင်းတွေအရသူမှားနေပြီဆိုတာကိုသိရပါဗျ။ အမေရိကန်ကကိုမြင်းတော်ဆက်တဲ့တိုက်ခိုက်မှုပြီးမှာနမဲကျော်ပုံမှန်၅ကိုအသုံးပြုတဲ့အခါဥရောပစစ်တပ်တွေဟာအမေရိကန်ကိုထောက်ခံမှုအတွက်အရှိအလေပိုင်းနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးစစ်ပွဲတွေစီသူတို့ရဲ့တပ်ဖွဲ့တွေကိုဆီလွတ်ခဲ့ပါတယ်။အဲ့ဒီအတွက်နေတိုးမဟာမိတ်တပ်သားထောင်ပေါင်းများစွာရဲ့အသက်တွေလူပေါင်း၉သိန်းကျော်ထိခိုက်ဒဏ်ရာရမှုတွေနဲ့အတူဒေါ်လာ၈ထရီလီယံကျော်ဘီလီယံ၈ထောင်ကုန်ကျခဲ့ပါတယ်။နေတိုးနဲ့အမေရိကန်ကြားပွတ်တိုက်မှုနေတိုးနဲ့ပွတ်တိုက်မှုဟာ ထရန့်ပူတင်မိတ်ဆွေဆက်ဆံရေးပြန်လည်အသက်ဝင်လာတာနဲ့ဆက်ဆံနေပါတယ်။တကယ်တော့ကမ္ဘာကောင်းဆောင်နှစ်ဦးရဲ့ဆက်နွယ်မှုတွေနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေဟာထရန့်ရဲ့ပထမတက်တဲမတိုင်ခင်ကလေးကစတင်ခဲ့ပါတယ်။2016ရွေးကောက်ပွဲအတွင်းမှာထရန့်ကရုရှားဟာဒီမိုကရက်ပါတီနဲ့သူ့ရဲ့ပြိုင်ဘက်ဟီလာရီကလင်တန်ကိုဟက်ကင်းလုပ်တာအတွက်တာဝန်ရှိတယ်လို့တန်တရားရှိကြောင်းကြေညာခဲ့ပါတယ်။ဒီပြဿနာဟာထရမ့်ကိုထောက်ခံတဲ့မဲဆန္ဒရှင်အများပြားအတွက်အထောက်အကူပြုတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်2018ခုနှစ်မှာ ထရမ့်ကသူ့ရဲ့သဘောထားကိုပြောင်းလဲပြီးသူ့ရဲ့ထောင်လိုင်းရေးအဖွဲ့တွေအားလုံးကတိုက်ခိုက်မှုတွေအတွက်ရုရှားတနိုင်ငံနဲ့သာတာဝန်ရှိကြောင်းပြောင်ပြောင်တင်းတင်းဆွဆွဲခဲ့ပါတယ်။နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအရရုရှားဟာအဲ့ဒီမှာနေမရက်တက်မယ်။အမေရိကန်မှာတရေမှဖြန့်ချီရေးလှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပွဲရှိကြောင်းဖော်ပြခဲ့ပါတယ်။ NBC News က2024ခုနှစ်သမရရွေးကောက်ပွဲအတွင်းမှာလည်းအလားတူတရေမှဖြန့်ချီရေးလှုပ်ရှားမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှားဟာဘိုင်နန်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေဖို့ရည်ရွယ်တဲ့အကြောင်းအရာတွေကိုတင်ဖို့အတွက်အကောင့်အထုတွေနဲ့ bot တွေကိုအသုံးပြုခဲ့တယ်လို့သူတို့ကဆိုပါတယ်ရုရှားရဲ့နီးပညာစစ်စင်ရေးရန်တရာဟာ2022ခုနှစ်ယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးချိန်မှာဘိုင်နန်အစိုးရကိုအဓိကပြစ်မှတ်ထားခဲ့ပါတယ်အဲ့ဒီအချိန်ကရည်ရွယ်ချက်ကအများပြည်သူနဲ့ congress ဂျာမာကွဲပြားမှုတွေဖြစ်စေဖို့ဖြစ်ပြီးနောက်ဆုံးမှာ american စီကယူကရိန်းရရှိနိုင်တဲ့ပံ့ပိုးမှုတွေကို short ချဖို့ဖြစ်ပါတယ် နေတို့အဖွဲ့ဝင်ကြံနိုင်ငံတွေဟာကျူးကျော်မှုစတဲ့နေမှာသူတို့ရဲ့စီးပွားရေးနဲ့စစ်တပ်တွေကိုပြန်လည်တိဆောက်ဖို့အလောတကြီးဖြစ်နေပါတယ်။အဲ့ဒီချိန်ရုရှားကနျူကလ িয়ার လက်နက်တွေကိုအသုံးပြုမယ်ဆိုတဲ့ထက်ခါတလဲလဲချိန်ချောက်မှုတွေနဲ့ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီချိန်ချောက်မှုတွေဟာအ ਨੇ ဆုံးတော့ခဏတာအောင်မြင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ချိန်ချောက်မှုတွေကြောင့်နေတို့နိုင်ငံတွေကအရေးကြီးတဲ့လက်နက်တွေထောက်ပံ့တာတွေကိုရွှေ့ဆိုင်းခဲ့လို့ပါ။အဲ့ဒီနှောင့်နှေးမှုကရုရှားကိုဒွန်ဘတ်ဒေတာတွေတဖြည်းဖြည်းချင်းတိုးဝင်ဝင်ရစေခဲ့ပါတယ်။ ဒီအရာတွေအားလုံးတစ်လျှောက်မှာ Trump ဟာ Putin နဲ့အဆက်အသွယ်ရှိနေပုံရပါတယ်။2022ခုနှစ်ကျူးကျော်မှုအပြီးမကြာခင်မှာနှစ်ဦးသားဆက်သွယ်ခဲ့တယ်လို့သတင်းရတဲ့အရေးကြီးတဲ့တယ်လီဖုန်းခေါ်ဆိုမှုနဲ့စတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Trump ရဲ့အဓိကပြောဆိုချက်ကစစ်ပွဲဟာအသက်ပေါင်းများစွာကိုအတိတ်ပဲမဲ့သွားဖြုန်းတီးပစ်တာဖြစ်ပြီးသူသားအင်မီရိုကိုပြန်ရောက်လာရင်၂၄နှစ်အတွင်းအဆုံးသတ်ဖို့အစီအစဉ်ရှိတယ်ဆိုတာပါပဲ။သူအနိုင်ရတဲ့အခါမှာရုရှားကိုအပြည့်အဝမျက်နှာသာပေးဖို့အစီအစဉ်တွေချနေပုံပေါ်ပါတယ်။ ထရမ့်ရဲ့အစီအစဉ်ကအမေရိကန်နဲ့ရုရှားရရှိနိုင်တဲ့အမျက်အစွန်းတွေကိုဦးစားပေးပြီးယူကရိန်းကိုအကျွေးတွေနဲ့ပိတ်မိအောင် လုပ်နေပြီးနေတိုးသဘောတူညီချက်ရဲ့ခိုင်မာမှုတွေကိုဖျက်ဆီးပစ်တာပါပဲ။ထရမ့်လိုချင်နေတဲ့တတုသဘောတူညီချက်ရဲ့နောက်ွယ်ကအကြောင်းတရား။အဲ့ဒီအစီအစဉ်ရဲ့အဓိကအာရုံစိုက်မှုကဆွေးနွေးမှုတွေနဲ့အစည်းအဝေးတွေမှာပြန့်နှံ့နေတဲ့တတုသဘောတူညီချက်မှာအထင်းသားပါပဲ။ယူကရိန်းဟာစစ်မှုလုပ်ငန်းတွေအတွက်အရေးပါတဲ့မြေရှားတတုတွေအဖိုးတန်တတုတွေဓာတ်တွေရဲ့ ဘူမိရွှေရင်တစ်ခုပေါ်မှာတည်ရှိနေပါတယ်။ယူကရိန်းရဲ့ပိုင်နယ်ထဲမှာဆိုရင်ကမ္ဘာပြင်စမအကြီးဆုံးတိုက်တေနီယံတိုက်နဲ့အရန်တပ်ထုအားလုံးရဲ့900ရာခိုင်နှုန်းအထမအကြီးဆုံးမန်ဂနီစ်တိုက်ဓာတ်မအကြီးဆုံးတန်တိုက်ဓာတ်မအကြီးဆုံးယူရေနီယံတိုက်အရေးပါတဲ့ဂရက်ဖိုက်နဲ့လစ်သီယံတိုက်တွေရှိနေပါတယ်။ထုံုံကြည့်ရင်ယူကရိန်းမှာကမ္ဘာမြေရှားတပ်ထုနဲ့တပ်ထုတိုက်စုစုပေါင်းရဲ့900ခိုင်နှုန်းရှိတယ်လို့ခန့်မှန်းထားပါတယ်။နိုင်ရှင်ကြည့်ရင် အမေရိကန်မှာမြေ area 12ဆင့်ကျော်ရှိပေမဲ့တက်ထုတိုက်က100ရာခိုင်နှုန်းသို့မဟုတ်200ခိုင်နှုန်းလောက်သာရှိပါတယ်။ဒီတက်ထုတွေအားလုံးဟာစီးပွားဖြစ်တဲ့စည်ရေးနယ်ပယ်နှစ်ခုစလုံးအတွက်အလွန်အရေးကြီးပါတယ်။ Titanium ဟာပေါ်ပါပေမဲ့ခံနိုင်ရည်ရှိတဲ့တက်ထုဖြစ်ပြီးဒုံးကြီးတွေ၊လေရင်တွေ၊စစ်ပတ်သုံးပစ္စည်းတွေနဲ့ဂျူတုတွေမှာအသုံးပြုပါတယ်။ Lithium ဟာကြောက်ဖြစ်ရုပ်ကျွင်းလောင်သားတွေအစားထိုးဖို့အတွက်ပုံမခံနိုင်ရည်ရှိတဲ့ဘက်ထရီတွေထုတ်လုပ်ဖို့အဓိကကြပါပြီးကွန်ပျူတာတွေ၊ကက်ဆက်ကားတွေ၊စမတ်ဖုန်းတွေနဲ့ အားပြန်သွင်းနိုင်တဲ့ဘက်ထရီတွေထုတ်ရမှာလိုအပ်ပါတယ်။ပြီးတော့စစ်ဘက်သုံးအတွက်လည်းလီသီယံတွေကိုစတင်အသုံးပြုလာတာကိုတွေ့ရပါတယ်။ယူကရိန်းရဲ့ graphite တိုက်ဟာကမ္ဘာစုစုပေါင်းတိုက်ရဲ့၅ဘုံတစ်ဘုံလို့ခန့်မှန်းထားပါတယ်။ဒီပျော်ပြောင်းမှုနှုတ်ညက်တဲ့ပစ္စည်းကိုခဲတံတွေပြုလို့ရမှာသုံးသလိုအမျိုးမျိုးသောထုတ်လုပ်ရေးလုပ်ငန်းတွေမှာချောစီအဖြစ်နဲ့အသုံးပြုပါတယ်။ဒါပေမဲ့ဒီတိုက်တွေအားလုံးရှိပေမဲ့ယူကရိန်းဟာသူတို့ရဲ့ထုတ်ယူခြင်းတန့်စင်ခြင်းနဲ့ထုတ်လုပ်နိုင်စွမ်းရဲ့အစိပ်ပိုင်းအနည်းငယ်ကိုသာအသုံးချနိုင်ခဲ့ပါတယ်။ ဒါဟာနိုင်ငံရဲ့အကျင့်ပြတ်ချစားမှုအမျက်ထုတ်ခံရမှုနဲ့ဆိုဗီယက်ယူနီယံရဲ့လက်အောက်ခံဖြစ်ခဲ့တဲ့တမိုင်းကြောင်းကြောင့်ဖြစ်ပါတယ်။ယူကရိန်းကိုစိတ်ဝင်စားတဲ့နိုင်ငံတိုင်းဟာဒီတပ်ထုတိုက်တွေဟာခင်မီဆက်မှုလုပ်ငန်းတွေအတွက်ဘလောက်အရေးကြီးတယ်ဆိုတာကိုသိပါတယ်။ယူကရိန်းသားသူတို့ကိုတင့်လျော်သွားအသုံးချနိုင်ရင်နိုင်ငံကိုဆက်မှုလုပ်ငန်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်စေမှာပါ။ဒါပေမဲ့နိုင်ငံမှာအင်အားအနည်းငယ်သာရှိခြင်းဤပညာလက်ခံကျင့်သုံးမှုနှေးကွေးခြင်းနဲ့ရှုပ်ထွေးတဲ့ဘူမိနိုင်ငံရေးဆက်ဆံရေးတွေကြောင့် ဒီနေ့ယူကရိန်းမှာဒီကျွယ်ဝနေတဲ့အရင်းမြစ်တွေကိုအသုံးချဖို့အခွင့်အရေးသို့မဟုတ်အခွင့်အလန်းမရှိခဲ့ပါဘူး။ဒါပေမဲ့ American, NATO, Russia နဲ့တရုတ်တို့မှာတော့ရှိနိုင်ပါတယ်။ဒါကြောင့် Putin ကအရင်ဆုံးအမျက်ထုတ်ဖို့စိတ်အားထက်သန်နေတာပါ။ Trump က American ဟာယူကရိန်းကိုထောက်ပံ့ဖို့ဒေါ်လာ300ဘီလီယံကျော်သုံးစွဲခဲ့တယ်လို့ပြောပါတယ်။ Trump ကယူကရိန်းကအဲ့ဒီငွေကိုပြန်ဆက်ဖို့မျှော်လင့်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့ဒီလိုသာဆိုယူကရိန်းကိုထာဝရအကျွေးတွေရောက်စေမှာဖြစ်လို့ ဒါဟာဖြစ်နိုင်ခြင်းအလွန်နည်းပါတယ်။ဘာလို့လဲဆိုတော့စစ်ဖြစ်နေတဲ့နိုင်ငံရဲ့စီးပွားရေးနဲ့စက်မှုလုပ်ငန်းကိုအရင်ဆုံးပြန်လည်ထူထောင်ဖို့အတွက်အနာဂတ်မှာဒေါ်လာဘီလီယံရာနဲ့ချီတဲ့ထောက်ပံ့မှုတွေလိုအပ်လို့ပါ။ဒါကြောင့် Trump ရဲ့ပြန်ဆက်ဖို့အစီအစဉ်ဟာရိုးရှင်းပါတယ်။ American ကိုအဖိုးတန်တပ်ထုတွေကိုလျှော်စေးနဲ့တူးဖောက်ဝင်ပေးခိုင်းတာပါ။ဒီအစီအစဉ်မှာ Ukraine ကတပ်ထုတွေကိုခံမှန်းတန်ဖို့ရဲ့တဝက်နဲ့ American ကို ရောင်းချခြင်းပါဝင်ပါတယ်။ဒါဟာဒေါ်လာ900ဘီလီယံခန့်ရှိပြီး အမေရိကန်ကလွန်ခဲ့တဲ့၃နှစ်တွင်နိုင်ငံထဲမှာတကယ်ရင်းနှီးမြှုပ်နှံခဲ့တာထက်အများကြီးပိုပါတယ်။ပြီးတော့အစည်းအဝေးအတွင်း Trump ကပြန်တောင်းခဲ့တဲ့ဒေါ်လာ300ဘီလီယံဆိုတဲ့ကိန်းဂဏန်းဟာချဲ့ကားပြောဆိုမှုတစ်ခုသာဖြစ်ပါတယ်။ Kier ကမ္ဘာစီးပွားရေး Institute ကအမေရိကန်ဟာ2022ခုနှစ်2023ခုနှစ်နဲ့2024ခုနှစ်တွေအတွင်းအစိုးရထောက်ပံ့မှုဒေါ်လာ114ဘီလီယံခန့်ခွဲဝေချထားတယ်လို့ခန့်မှန်းခဲ့ပါတယ်။ ယူကရိန်းကိုပို့ဆောင်ခဲ့တဲ့လက်နက်တွေနဲ့ခဲယွမ်းတွေထုတ်လုပ်ဖို့နဲ့ဝယ်ယူဖို့အတွက်အမေရိကန်ဒေါ်လာ60ဘီလီယံသုံးစွဲခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်အမေရိကန်ဟာယူကရိန်းကိုကူညီဖို့ဒေါ်လာ200ဘီလီယံခန့်သုံးစွဲခဲ့ပြီးထရန့်ရဲ့ပြောဆိုချက်တွေကဒေါ်လာ100ဘီလီယံလောက်ပို့နေတာလို့ဆိုနိုင်ပါတယ်။ KF Post မှာထုတ်ဝေတဲ့မကြသိမ်းမီကလေ့လာမှုတစ်ခုအရအမေရိကန်ကပို့ဆောင်ခဲ့တယ်လို့ပြောဆိုခဲ့တဲ့စည်ရေးကူညီဒေါ်လာ65.9ဘီလီယံမှာ ဒေါ်လာ18.3ဘီလီယံသာတကယ်ရောက်ရှိခဲ့တာဖြစ်တယ်လို့យေတာထားပါတယ်။ဒါပေမဲ့ဇယ်လန်စကီးနဲ့ထရမ့်တို့ကြိုးစားခဲ့ပြီးမအောင်မြင်ခဲ့တဲ့တတုသဘောတူညီချက်မှာကမ္ဘာကောင်းဆောင်နှစ်ဦးရဲ့ပြောဆိုချက်အပေါ်မူတည်ပြီးအထိပ္ပယ်ဖွင့်ဆိုချက်နှစ်ခု꿰ပြနေပါတယ်။ထရမ့်ကအမေရိကန်တတုတူဖို့ရင်းနဲ့စီးပွားရေးအင်အားနဲ့ပစ္စည်းကိရိယာတွေယူကရိန်းစီဆေးလုပ်ပြီးအရေးအမြစ်တွေကိုထုတ်ယူနိုင်မဲ့စီးပွားရေးအကျိုးအမြတ်တွေလိုချင်နေပါတယ်။ဇယ်လန်စကီးကတော့ရုရှားကိုတားဆီးနိုင်မှုအတွက် ငင်းငယ်ရေးထိမ့်သိမ့်တက်ဖွဲ့တွေဆေးလှုပ်ပေးဖို့အာမခံချက်လိုချင်ပါတယ်။ခေါင်းဆောင်နှစ်ဦးရဲ့လူအင်တွေဟာတတ်ထုသဘောတူညီချက်ရဲ့နောက်မှာတပါးရဲလိုက်ပါလာပါတယ်။ထရန့်ရဲ့ယူကရိန်းနယ်နိမိတ်ကိုထိပါစေတဲ့အကြံစီဒါပေမဲ့ထရန့်ရဲ့သဘောတူညီချက်ဟာယူကရိန်းရဲ့အရင်းမြစ်တွေကိုအလွဲသုံးသားလုပ်တာထက်အများကြီးပိုဆိုးရွားပါတယ်။ထရန့်အဆိုအရရုရှားကလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းသိမ်းပိုက်ခဲ့တဲ့ဒွန်ဘတ်စ်နဲ့ခရိုင်းမီးယားဒေသတွေအပေါ်မှာပူတင်တရားဝင်တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ သူ့ရဲ့အဆိုပြုချက်အရယူကရိန်းကသိမ်းပိုက်ထားတဲ့နယ်မြေကိုရုရှားစီလွှဲပြောင်းပေးဖို့လက်ခံပြီးယူကရိန်းကို NATO ရဲ့ဝင်ခွင့်မပြုဖို့ပါဒီအိဗယ်ဖွင့်ဆိုချက်ကနေအကျိုးဆက်အမျိုးမျိုးထွက်ပေါ်လာပါတယ်ပူတင်နဲ့ထရမ့်အဆိုအရယူကရိန်းတွေဟာတကယ်တော့ရုရှားတွေသာဖြစ်ပြီးအတင်းကျပ်လို့ရရင်တော့မိခင်နိုင်ငံနဲ့ပြန်လည်ပေါင်းစည်းခြင်းကပိုကောင်းပါတယ်လို့ဆိုပါတယ်ဒါပေမဲ့2022ခုနှစ်စစ်ပွဲတကယ်စတင်တဲ့အခါယူကရိန်းက NATO ဖွဲ့ဝင်ဖြစ်ဖို့ရှောက်လာကိုချက်ချင်းတင်သွင်းခဲ့ပါတယ် ။ဘာလို့လဲဆိုတော့အဓိကကယူကရိန်းက NATO ရဲ့ပုံမှန်၅အကာအဝယ်ကိုလိုချင်တာကြောင့်ဖြစ်ပါတယ်။ရုရှားကသာတိမ့်ပိုက်ထားတဲ့နယ်မြေတွေဆက်လက်ထိန်းသိမ်းဝင်ပေးလိုက်မယ်ဆိုရင်ယူကရိန်းကသူတို့မြေရဲ့၂၀ရာခိုင်နှုန်းခန့်ကိုဆုံးရှုံးရမှာပါ။အဲ့ဒီမြေအချို့မှာအထက်မှာဖော်ပြထားတဲ့အဖိုးတန်တပ်ထုတိုက်တွေပါဝင်ပြီးတခြားမြေတွေကနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍအတွက်အရေးပါတဲ့နယ်မြေတွေဖြစ်ပါတယ်။ယူကရိန်းကဘလို့အခြေအနေမျိုးမှမဆိုနယ်မြေကိုလက်လွတ်ပေးလိုက်တာဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ဆက်ရင်းထဲမှာမပါခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒါဟာရုရှားရဲ့အောင်ပွဲကိုရှင်းရှင်းလင်းလင်းဖော်ပြပြီးယူကရိန်းရဲ့စေစုနဲ့များသောကြားနေမြေတီနဲ့ခိုင်မြဲမှုကိုပြောင်းပြန်လှန်ပစ်မှာဖြစ်လို့ပါ။ပို့ဆိုတာက1994ခုနှစ်မှာအတည်ပြုခဲ့တဲ့သဘောတူညီချက်နဲ့တိုက်ရိုက်ဆန့်ကျင်သွားမှာပါ။အဲ့ဒီမှာယူကရိန်းကပြိုကွဲသွားတဲ့ဆိုဗီယက်ယူနီယံရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ထိမ့်သိမ်းထားတဲ့နျူကလ িয়ার လက်နက်တွေကိုလက်လွတ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ရုရှားစီကသူတို့ရဲ့နေမြေပေါ်အပြည့်အဝထိန်းချုပ်ခွင့်နဲ့ရန်လုံမှုမရှိကြောင်းအာမခံချက်ကိုရယူခဲ့တာဖြစ်ပါတယ်။ဒီတိမ်ဥဆောင်တဲ့ဥရောပရဲ့တဏီတညွတ်သေးတုံ့ပြန်ချက်ထရမ့်အဆိုပြုတဲ့သဘောတူညီချက်ကယူကရိန်းမှာရှိတဲ့တပ်ထုတိုက်တွေရဲ့ဖြစ်နိုင်တယ်ကိုရှင်းရှင်းလင်းလင်းတန်ဖိုးလျှော့တွက်ထားပြီးစစ်ပွဲတကယ်ပြီးဆုံးမယ်ဆိုတဲ့အာမခံချက်လုံးဝမပြီးပါဘူး။ထရမ့်ရဲ့သဘောတူညီချက်ပုံစံအရရုရှားကအရှေ့ပိုင်းယူကရိန်းရဲ့အစိတ်ပိုင်းတစ်ခုကိုရရှိမှာဖြစ်ပြီး ်အမေရိကန်ကသူတို့ရဲ့တပ်ထုတူဖော်ရေးကုမ္ပဏီတွေကိုနိုင်ငံရဲ့အရှိပိုင်းနဲ့တောင်ပိုင်းကနေအဖိုးတန်တပ်ထုတွေထုတ်ယူဖို့စေလွှတ်မှာဖြစ်ပါတယ်ပြီးတော့အနာဂတ်မှာရုရှားကကျူးကျော်မှုတွေထပ်လုံနိုင်မလုံနိုင်တဲ့ပတ်သက်လို့လည်းအာမခံချက်ပေးမထားပါဘူးထရမ့်ရဲ့လက်ရှိအဆိုပြုချက်ဟာနေတိုးကယူကရိန်းကိုလက်ရှိပေးထားတာထက်အများကြီးတာလွန်နေတာမျိုးမရှိပါဘူးတကယ်တော့ယူကရိန်းဟာရုရှားနဲ့အမေရိကန်ကြားကနိုင်ငံရေးနဲ့စီးပွားရေးကစားပွဲအတွင်းပြိုကွဲသွားမှာဖြစ်ပါတယ် ဒါကြောင့်အနောက်ဥရောပဖြစ်တဲ့ကြံနေတိုးအဖွဲ့ဝင်တွေကထရမ့်ရဲ့အစီအစဉ်တွေကိုသဘောမတူပါဘူး။ဒါဟာနေတိုးအဖွဲ့ဝင်အချင်းချင်းဆက်ဆံရေးမှာလက်ရှိကွဲအမှုဖြစ်စေတဲ့အကြောင်းရင်းဖြစ်ပုံရပါတယ်။ဒီအချိန်မှာတော့ဥရောပနိုင်ငံတွေကယူကရိန်းကိုတညီတညွတ်ထဲထောက်ခံခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ကအမေရိကန်အစားဗြိတိန်ပြင်သစ်နဲ့တခြားဥရောပနိုင်ငံတွေကသူတို့ရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းတပ်ဖွဲ့တွေကိုယူကရိန်းစီစစ်လွှတ်တဲ့လို့အကြံပြုခဲ့ပါတယ်။ ဒါဟာယူကရိန်းကိုလုံခြုံရေးအာမခံချက်အချို့ပေးမှဖြစ်ပြီးတော့ပေါင်းစည်းထားတဲ့ဥရောပနေတို့ဟာနျူကလ িয়ার လက်နက်တိုက်မပါဘဲရုရှားရဲ့လက်ရှိစွန့်ရည်ထက်အများကြီးတာလွန်နေလို့ပါဥရောပသုံးသက်သူနဲ့နိုင်ငံရေးသမားအချို့ကထရမ့်ရဲ့သဘောတူညီချက်ကိုဒုတိယကမ္ဘာစစ်အစမှာ နာဇီတွေကိုမျက်နှာချိုသွေးခြင်းနဲ့နှိုင်းရှင်တဲ့အထိလုပ်ခဲ့ပါတယ်ဂျီတရဲ့ကာဝေးအတွင်းဝင်ဟောင်းဆာဗင်ဝေါ်လစ်ကလက်ရှိအဆိုပြုချက်တွေနဲ့ဆွေးနွေးမှုတွေကို ဂျာမနီကချက်ကိုစလိုဗက်ကီးယားကိုသိမ်းပိုက်ပြီးတနည်းကြမှာဒုတိယကမ္ဘာစစ်ကိုစတင်စေခဲ့တဲ့1938ခုနှစ်ရဲ့ကက်ဆိုးကြီးဖြစ်ခဲ့တဲ့မြူးနစ်ညီလာခံအပြီးချမ်ပါလင်ရဲ့နာမည်ကျော်ငါတို့ခေငင်းငယ်ရေးပြောဆိုခြင်းနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။အလားတူယူဆကိုထရမ့်ကလက်ရှိအဖြစ်ခက်ရဲ့စရိတ်အစိုးပြတဲ့တွင်မှာအသုံးချနေတယ်လို့ဝေခံဝေဖန်ခဲ့ပါတယ်။အမေရိကန်သို့မဟုတ်နေတိုးစီကနေလုံခြုံရေးအာမခံချက်မရှိဘဲရုရှားကိုဒွန်ဘတ်စ်မှာခြေကုပ်ယူခွင့်ပေးတာက ကျူးကျော်မှုကိုထပ်လုပ်ခွင့်ပေးလိုက်တာ ਨੇ အတူတူပါပဲဒီတစ်ချိန်မှာနေတိုးကရေးကြီးတဲ့စည်ရေးထောက်ပံ့မှုမပေးရင်ယူကရိန်းဟာအခုထက်ပိုပြီးဆိုးရွားတဲ့အခြေအနေမှာရှိနေမှာပါဒါပေမဲ့ American Ukraine ဆက်ဆံရေးလက်ရှိပြိုကွဲနေတဲ့အခြေအနေနဲ့ Trump ရဲ့ထောက်ပံ့မှုကိုကျုပ်သိမ်းခြင်းကြားမှာကျန်နေတဲ့နေတိုးအဖွဲ့ဝင်အဖွဲ့ဝင်တွေပေါ်စီးပွားရေးတက်ရောက်မှုလည်းရှိပါတယ် BBC နဲ့ Kier Institute ရဲ့ကိန်းဂလန်တွေအနှဲငယ်ကွဲပြားနေပေမဲ့ နှစ်ခုစလုံးက American ဟာအဖွဲ့အစည်းကို စုစုပေါင်းစီးပွားရေးနဲ့စည်ရေးကယ်ဆယ်ရေးရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်တယ်လို့သုံးသပ်ထားပါတယ်။စီးပွားရေးကူညီအတွက် American ရဲ့ထဲ့ဝင်မှုဟာ Ukraine ကိုပေးထားတဲ့အကူအညီအားလုံးရဲ့33ရာခိုင်နှုန်းနဲ့49ရာခိုင်နှုန်းကြားမှာပါဝင်ပါတယ်။ Trump ကသူ့ရဲ့ကြေညာချက်ကိုအကောင့်ထဲဖော်ရင်ကြံနေတိုးဖွဲ့ဝင်တွေကဆုံးရှုံးမှုတွေကိုပြန်ဖြည့်ဆည်းဖို့အတွက်သူတို့ရဲ့လှူဒါန်းမှုတွေကို90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းလောက်ထိအများကြီးတိုးမြှင့်ရမှာပါ။ နေတိုးနိုင်ငံအများစုအတွက်ဒါဟာအကျွေးတွေပိုတင်မှုအခြေအနေတွေဖြစ်လာမှာဖြစ်တယ်လို့သူတို့ရဲ့နိုင်ငံတော်ဘတ်ဂျက်အချို့ကို short ချသုံးဆဲဖို့အခြေအနေထိဖြစ်လာနိုင်ပါတယ်ပြင်ဆင်ထားဖို့လိုအပ်လာတဲ့ဥရောပဒီလိုအခြေအနေမျိုးမှာဥရောပအတွက်အကောင်းဆုံးလမ်းကြောင်းကိုဆုံးဖြတ်ဖို့ဆိုတာအလွန်ရှုပ်ထွေးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ကိုဘာသာရက်တည်မယ်ဆိုဥရောပအနေနဲ့အခုပြောပြမယ့်အချက်တွေကိုထည့်သွင်းစဉ်းစားတင်ပါတယ်။နံပါတ်1စည်ရေးစွန့်ရင်မြင့်တင်ခြင်းဥရောပနိုင်ငံတွေအနေနဲ့ သူတို့ရဲ့စည်ရေးစွမ်းရည်ကိုပုံမမြင့်တင်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်စစ်လက်နက်ထုတ်လုပ်ရေးနဲ့ထောက်ပံ့ရေးကဏ္ဍတွေကိုအားကောင်းအောင်လှုံ့ဆော်မှုလိုပါတယ်။ဒါမှသာအမေရိကန်ရဲ့အကူအညီမပါဘဲလုံလောက်တဲ့စည်ရေးအင်အားကိုထိန်းသိမ်းနိုင်မှာပါ။နံပါတ်1နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုဥရောပနိုင်ငံတွေအနေနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကိုပုံမအားကောင်းအောင်လှုံ့ဆော်မှုလိုပါတယ်။အထူးသဖြင့်ယူကရိန်းအရေးနဲ့ပတ်သက်ပြီးတညီတညွတ်သဲဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှုလိုပါတယ်။ ဒါမှသာအမေရိကန်နဲ့ရုရှားတို့ရဲ့ဩဇာလွှမ်းမိုးမှုတွေကိုထိရောက်စွာတံပြန်နိုင်မှာပါ။နံပါတ်3စီးပွားရေးအင်အားကောင်းအောင်လှုပ်ဆောင်ခြင်းဥရောပနိုင်ငံတွေအနေနဲ့သူတို့ရဲ့စီးပွားရေးအင်အားကိုပုံမှုကောင်းမွန်အောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်စွန့်ရင်ကဏ္ဍမှာရုရှားကိုမှီခိုနေရတဲ့အခြေအနေကိုလျှော့ချဖို့လိုပါတယ်။ဒါမှသာရုရှားရဲ့စီးပွားရေးဖိအားပေးမှုတွေကိုခံနိုင်ရည်ရှိမှာပါ။နံပါတ်4တရုတ်နဲ့ဆက်ဆံရေး တရုတ်နဲ့ဆက်ဆံရေးကိုလည်းတတိကြီးစွာထားပြီးစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ဒါမှသာစီးပွားရေးအရာတရုတ်ကိုမှီခိုနေရတဲ့အခြေအနေကနေလျှော့ချပြီးတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်နိုင်ဖို့လိုပါတယ်။ဥရောပဟာလုံးဝလွတ်လပ်တဲ့လမ်းကြောင်းကိုရှောင်လှမ်းမှုအချိန်မတန်သေးပါဘူး။နေတိုးနဲ့အမေရိကန်ရဲ့အကူအညီကဥရောပလုံခြုံရေးအတွက်အရေးကြီးနေပါသေးတယ်။ဒါပေမဲ့ဥရောပကအမေရိကန်ကိုမှီခိုနေရတဲ့အခြေအနေကိုလျှော့ချပြီး သူတို့ရဲ့စီရေးနဲ့နိုင်ငံရေးစွမ်းရည်ကိုတဖြည်းဖြည်းတိုးမြင့်သွားဖို့တော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဒါမှသာဥရောပဟာအနာဂတ်မှာပုံမလွတ်လပ်ပြီးခိုင်မာတဲ့အခန်းကဏ္ဍကိုရယူနိုင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။